ဆရာဆရာမများကျောင်းသားကျောင်းသူများသင်တန်းသူသင်တန်းသားများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတို့နဲ့ပြည့်စုံကြပါစေ။ကယ်ဆရာတို့ great day ဒသမရန်သမိုင်းသင်လာတာဆရာတို့ဘယ်လိုရောက်ပြီလဲဆိုတာအခန်းနှစ်ကိုရောက်။အခန်းနှစ်ဆိုတော့ဆရာတို့ဗကန်ချင်းမှု အမွေနှစ်ဆိုတဲ့ခေါင်းစဉ်ပေါ့။ဗကန်ချင်းမှုအမွေနှစ်ဆိုတဲ့ခေါင်းစဉ်ကိုဆရာတို့မသင်ခင်မှာဆရာတို့ဆာမဏေအားဖြင့်29ခွန် ဆရာစားပြီးတင်မှာတော့နောက်ခံသမိုင်းကစတင်မှာပေါ့နောက်ခံသမိုင်းကိုမသိငင်၃ပိုင်းမြောက်ဤခိုင်ကောင်းတဲ့ပတ်သက်ပြီးတင်သိပြီးတဲ့အကြောင်းအရာဆိုတော့ဆရာတို့ကစတ္တမရန်သင်ခန်းစာအခန်း၃ကိုဆရာတို့ reference လုပ်ထားတယ်ဘယ်လိုမျိုး reference လုပ်ထားလဲဆိုရင်ဗကန်အင်္ဂလိပ်နိုင်ငံတော်ပေါ်ပေါက်လာပုံပေါ့ဆရာတို့ကဒီဗကန်အင်္ဂလိပ်နိုင်ငံတော်ဤပေါ်ပေါက်လာပုံကိုဆရာတို့၆တန်းသမိုင်းအခန်း၃မှာသင်ခဲ့ပြီးပြီလို့သူကမင်းတို့ကို revision ပြန်လုပ်ပေးတယ် ဒါဆိုဆရာတို့ကဒီအခန်းသုံးသင်ခဲ့ပြီးပြီဆိုတာကိုဆရာမဲပြန်ပြီးတော့ပြောပြမယ်ပေါ့ဆရာတို့အရှိမဘိန်ကလုံးဟန်လင်းသေးခေတ္တရာ မိုင်းမော်စားတဲ့ပြူမြုပ်ပြနိုင်ငံတွေဟာဒဇာစီဒဇာစီပေါ့တမင်းမင်းနဲ့ရန်သူတွေလာပြီးတိုက်ခိုက်ရင်တိုက်ခိုက်ရင်တိုက်ခိုက်ရင်လည်းဘာဖြစ်လဲဆိုတော့ပျို့ကွဲတယ်ပေါ့ပျို့ကွဲသွားတော့ဆရာတို့ကဘာတွေဖြစ်သွားလဲဆိုရင်ဒီလိုမျိုးဆရာတို့ပရိသတ်နိုင်ငံတွေပရိသတ်နယ်တွေအသီးသီးပေါ်လာတယ် ်ရွာရဲ့တီးတီးပေါ်လာတဲ့ကိုရွာကိုကိုရွာကိုတကြီးပဲကွက်ကိုပဲနေထိုင်တော့တယ်ဘယင်းနေမင်းနေလည်းမြောက်မနေတော့ဘူးအဲ့ဒီကမှဆရာတို့ကနော်ဒီရွာဒေသတွေကိုစုဝေးပြီးတော့နိုင်ငံကိုတည်ထောင်သေးတာမဟုတ်ဘူးကနော်ဒေသကြီးကိုသူတို့တည်ထောင်တာပေါ့အဲ့လိုဒေသကြီးကိုတည်ထောင်ရင်းကနေစပြီးတော့ဒီပကံအင်္ဂလိပ်နိုင်ငံတော်ကြီးကိုဥတီမဲ့အကြောင်းရာတွေပေါ့ကဲဒါဆိုရင်ဆရာတို့အခုဂရိတ်တန်သမားကြီးရဲ့နော်ပထမဦးဆုံးဆရာတို့သင်ရမှာက ဒီဘခဲเจ้าကိုဆရာတို့ကနောက်ခံသမိုင်းသင်ရမှာပေါ့အခုဆရာတို့ဘခဲဗမာရှိတယ်ဆိုရင်ဆရာတို့အာရီမြင့်ရဲ့ကံဘူးမှာတည်ရှိတယ်ပေါ့ကံမမင်းသားမှာတည်ရှိတယ်မန္တလေးဒေသကြီးမှာတည်ရှိတယ်နောက်ညာဦးခရိုင်ပေါ့ကဲဒါဆိုရင်ဆရာတို့ရှင်းတော့ကဘလိုမျိုးဗကံကိုတည်ခဲ့တာလဲပေါ့ ကျတော့ဘဂံဘလုံးမျိုးတီးခဲ့တာလဲဆိုတော့ပထမကြောင်းဖက်ကြည့်လိုက်တော့ဘဂံကိုစတင်နိုင်ငံလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးဘကံဆိုတဲ့ဒေတာကိုစပြီးတီထောင်ခဲ့တဲ့သူကသမုတ်ဒရစ်မင်းနော်ဗာမင်းတဲ့သမုတ်ဒရစ်မင်းဒီသမုတ်သမုတ်ဒရစ်မင်းကဆရာတို့အေရီတရားနဲ့ခွန်ပါဒီဘဂံဒေတာကိုဘမစပြီးတီထောင်တာလဲဆိုရင်ယုံလွတ်ကျွအရက်မှာတီထောင်တာဆိုပြီးတော့ ်ဆရာတို့ဘေးရာဇဝင်မှာပေါ်ပြထားလဲဆိုရင်မှန်တဲ့ရာဇဝင်မှာပေါ်ပြထားတယ်မှန်တဲ့ရာဇဝင်ကိုဆရာတို့အမိသဟဲပြုလိုက်တာ reference လုပ်လိုက်တာပေါ့ဒါကြောင့်မလို့ဆရာတို့ဗကန်ဒေသကိုစပြီးတည်ဆောင်တဲ့လူကသမုတ်သမုတ်တရစ်မင်းအေဒီယာနဲ့ခွန်နခုနဲ့မှာဆရာတို့ယုံလို့ကျုံးအရက်မှာပကံကိုစပြီးတည်တယ်။ပြီးရင်ဆရာတို့သမုတ်တရစ်မင်းဟာဆရာတို့ တေခေတ္တရာမင်းဆက်ကနေစင်းတက်လာတဲ့လူလို့ညီညွတ်လာတဲ့အတွက်ကြောင့်လို့သူကပြူလူမျိုးဖြစ်တယ်။ပြီးတော့ဆရာတို့ဘဂန်ဒေသာကိုဘလိုမျိုးစုစည်းလဲဆိုရင်ဆရာတို့ယွာ16ယွာကိုစုစည်းပြီးတော့ဘဂန်ဒေသာကိုစပြီးတော့တီချောင်းနေဆရာတို့အဲ့ဒီသမုတ်တဲ့မင်းကနေစပြီးရေလိုက်တာနောက်ဆုံးဆရာတို့တရားမယ်ဗောစောနေမင်းကြီး ဆရာတို့မင်းဆက်ပေါင်း15ဆက်ဆရာတို့မလုပ်ခဲ့လဲဆိုစိုးစံခဲ့ဂျာသမိုင်းကျမ်းနေမှာတို့ဆရာတို့သမုဒ္ဒရမင်းကနေစပြီးတော့သမိုင်းထောက်တာတော့တချို့ကတော့မရှိဘူးပေါ့ဒါဂျာသမိုင်းကျမ်းနေမှာရေးသားတွေပေါ့အာမင်းသား55ဆက်စိုးစံခဲ့တယ်ပေါ့မင်းသား55ဆက်စိုးစံခဲ့တယ်လို့ဂျာသမိုင်းကျမ်းနေမှာဖော်ပြထားပါမိမယ်သမိုင်းထောက်တာပြည့်စုံရဆရာတို့ဆာမင်းနာ26ရောက်ရင်သင်ရမယ် ဇာလို့မကန်ရေကနေနိုင်ငံတော်ရေလို့စပြီးတီထောင်တဲ့အနော်ရာအနေနောက်ဆုံးဇာလို့စွန်နင်မင်းကြီးပဲဇာလို့၁၄ပါးကိုရှူတယ်။သို့သောမင်းသားအားဖြင့်55ပါးဇာလို့ဟိုးတမုတ်ဒရိမင်းကဒီစပြီးရှိတာပေါ့။ကဲစားကြပါစို့နောက်တစ်ခုဇာလို့ဒီပုံကဘကံစပြီးတီထောင်ခဲ့တဲ့မူလ၁၉ရွာကိုပြထားတဲ့ပုံဖြစ်ပါတယ်။သူ့ဘော်တွေ့ရှိတဲ့ဇာလို့သမိုင်းထောက်ထားရ။ ဘကေမင်းသား50 50ဆက်မှာအဲ့ဒီတည်းမှာမင်းသားသဘာပြည့်တဲ့သင်လဲကြောင့်မင်းလက်ထက်မှာယခု လောကနန္ဒာဖျားရှိတဲ့လောကနန္ဒာအရက်မှာဆရာတို့တိရိပစ္စယလို့ခေါ်ရဲ့မြို့ကိုတည်တယ်တဲ့ဇာတိဉ္ဇန်းကြီးရဲ့အဆိုရေရဆရာတို့ဗကံမင်းသား50ဆက်ကသင်လဲကြောင့်မင်းလက်ထက်မှာဆရာတို့အခုလောကနန္ဒာအရက်မှာဘေးဘေးမြို့ကိုတည်လဲတိရိပစ္စယဆိုတဲ့မြို့ကိုတည်တယ် ပြီးတော့ဆရာတို့တိုက်တိုင်မင်းတိုက်တိုင်မင်းလက်ထက်မှာယခုဖွားသောရွာလို့ခေါ်တဲ့တမတိအရက်မှာဆရာတို့ရေးတော်မှာဖတ်တော့အတန်မှာတချို့ကဆရာတို့အတန်ဖတ်တာမှရင်ရေးတဲ့စာလုံးပေါင်းမှားပါမယ်တိုင်းမသာတန်ပါရေပဝရီတန်ပဝရီလို့ဖတ်ပါတန်မလို့ဖတ်ရင်အောက်ကမဖြစ်သွားလို့ပါတန်ပဝရီဆိုတဲ့မြို့ကိုတည်တယ်ဒါကြောင့်မလို့ဆရာတို့ တီရီပစ္စယမြို့ကိုတည်သောမင်းမီလို့မင်းရင်သေးလဲကြောင့်မင်းဖြစ်ပါတယ်တံပဝရီဆိုတဲ့မြို့ကိုတည်သောမင်းလို့မင်းရင်တိုက်တိုင်မင်းဖြစ်ပါတယ်ပြင်းများမင်းလို့ခေါ်တဲ့ဇာတ်တို့အင်းပြင်းများမင်းဟာဇာတ်တို့စိုးစံခဲ့တဲ့ခုနှစ်146 148အဲ့လိုမှတ်ထားပါဒီမင်းတွေရဲ့မင်းသားမှာရေတော်သောခုနှစ်တွေဒီသူ့ရဲ့မွေးတဲ့နေ့နဲ့တည်တဲ့နေ့မဟုတ်ပါဘူးနန်းဆန်ခဲ့သောခုနှစ်နဲ့ဇာတ်တို့ ီနန်းစည်းစိမ်ကြတဲ့ခုနှစ်ပေါ့အဲ့လိုမျိုးပေါ့ဒါကြောင့်လို့၈၄၆နဲ့၈ခွန်၈မှာစိုးစံခဲ့တဲ့မင်းတပါဖြစ်တဲ့ပြင်းများမင်းဟာသူ့ရဲ့လက်ထက်အဲဒီရှေ့အလေးစနဲ့ကိုကုနှစ်မှာဆရာတို့တမ္မရီမြို့မှာယခုပကံမြို့ကိုတရားဒေသကို ပြောင်းရွှေ့ပြီးတော့မြို့တည်တည်တယ်အရင်တော့ဆရာတို့တမ္မဝတီမှာပဲနေတယ်ယခုဆရာတို့ပကံမြို့တရားဒေသကို ပြောင်းရွှေ့ပြီးတော့မြို့တည်တည်တယ် ဲ့ဒီညို့တည်တည်တဲ့အခါမှာကျုံးပတ်ရံလေးရရှိတော့အုံညို့ရိုးကိုစောက်ပြီးတော့မြို့ကိုတည်တယ်။မြို့ရိုးမှာဆရာတို့တကားဆွဲတစ်ခုထားရှိပြီးတော့မြို့ရိုးအတွင်းတင်ဆရာတို့နန်းတော်တည်ဆောက်ထားတယ်လို့ရာဇဝင်ကျမ်းတွေမှာဖော်ပြထားတယ်။ဆရာတို့ယခုတကားတော့နမယ်ကြီးတကားကြီးကတော့တရပါတကားကြီးပေါ့နော်တရပါတကားကြီးရှိပါတယ်ပုဂံမှာကျောက်စာထောက်ထားတဲ့အရာပုဂံကိုဆရာတို့ အရီ1044ကနေ1332ခုနှစ်အထိပဲသတ်မှတ်ပြီးတော့ဗကန်နိုင်ငံတော်ရဲ့အမိကို အရိမတနာပူရလို့ခေါ်တယ်။ဗကန်လို့စပြီးတော့မဒီငယ်ပါသူတို့ခေါ်တာဘလို့ပြီလို့ခေါ်လဲဆိုရင်အရိမတနာပူရလို့ခေါ်တယ် အရိမန္တနာပူရဆိုတာပါဠိနာမည်ဖြစ်ပြီးတော့မြန်မာလိုဘာသာပြန်မယ်ဆိုရင်ရံပောင်းကိုတိုက်ခိုက်နှိမ်နှင်းသိမ့်သွင်းပြီးတည်ထောင်တော်တိုင်းပြည်အရိမန္တနာပူရရဲ့မြန်မာလိုဘာသာပြန်ရမယ်အတိတ်ပဲပေါ့ပြင်းစရာတော့အရိမန္တနာပူရဆိုတဲ့အမိကိုဗမာတွေ့ရတယ်ဆိုရင်အခုစရာတော့မြစေရီ ကျောင်းဝင်းတွင်းမှာရှိတဲ့မြားစေဒီကြောက်စာဆရာတို့ရာသရာသကူမာရာသကူမာဆိုရဲဒီကျန်စစ်သားမင်းရဲ့သားတော်ပေါ့ရာသကူမာရေးသားခဲ့တဲ့ဒီရာသကူမာကြောက်စာအရာမှာအရိမန္တနာပူရဆိုတဲ့အမိကိုပြုံမွန်မြန်မာပါဠိစတဲ့ဘာသာလေးမျိုးနဲ့မှတ်တမ်းတင်ခဲ့တယ်ပြီးဆိုတော့အဲ့ဒီထောင်တရာ၁၉ 1198ခုနှစ်မှာတည်ခဲ့တဲ့ဓမ္မရာဇိကဆရာတို့ဖရာကျောက်ဆံမှာလည်းအရိမတနာပူရမိသောပကံပြီလို့မှတ်တမ်းတင်ထားတဲ့အတွက်ကြောင့်သို့နောက်ကမှဆရာတို့အရိမတနာပူရဆိုတဲ့အမိဓာတ်ပကံဆိုတဲ့အမိကိုတွင်တင်ကြကြသုံးလာတယ်ကျောင်းသာထောင်သားများရဆရာတို့ဗကံပြီကိုထင်းနှဲစိုးစံခဲ့တဲ့ မင်း၁၄ပါရှိတယ်ပေါ့အဲ့ဒီကျောက်စာပါအမိနဲ့နန်းစံတက်တွေကိုအောက်ပါအတိုင်းရေးထားတယ်ဒါကြောင့်မလို့ဒါကြောင့်မလို့ဒီအားတွေဒီမွေးတဲ့ခုနှစ်သေတဲ့ခုနှစ်မဟုတ်သူတို့နန်းစယ်တဲ့ခုနှစ်ကိုသူတို့ပြောတာပါသူရေးထားတဲ့ထဲမှာကျောက်စာပါအမိတို့ရေးထားတဲ့အတွက်ကြောင့်မလို့ဒီဇာတို့အရှင်းကသူတို့သောသကလုံးနေသည်နော်ဇာတို့အခေါ်ဝင်နေမတူပါဘူးကြောက်စာထဲမှာရေးထားတဲ့အတိုင်းပါပဲ။ဒါကျောအနေလို့ဖတ်ပါရ အနေဆိုတဲ့ဝါရတော်ဆရာမဖတ်ဘူးဘာလို့ဆိုတော့အနေစကိုရှူတာဘူးနော်အညူကြတော့ဘာမှစသက်လည်းမရှိဘူးအနိရုဒ္ဓလို့ပဲဖတ်ပါမယ်အနိရုဒ္ဓတချို့ကအနေရုဒ္ဓလို့ဖတ်တယ်အနိရုဒ္ဓအနိရုဒ္ဓဆိုတဲ့မင်းခံတဲ့ဘွဲခံတဲ့ဘယင်းနာမည်ကအနောယတာအနောယတာဆရာတို့တော်44ခုနှစ်မှာဗကန်နိုင်ငံတော်ကြီးကိုတည်ထောင်ပြီးတော့ဘယင်းဖြစ်တယ်ပေါ့ တထောင်ခု1989ခုနှစ်မှာဇာတ်ဘုတ်ဒါဟိုဟာဖြစ်တယ်ပေါ့နိုင်ပါစတယ်ပေါ့နိုင်ကြတယ်ပေါ့ပြီးရင်ဇာတ်ဘုတ်သမိုင်းမတန်းများရာကျောက်စာတွေမှာမင်းလူလင်ဆိုတဲ့မင်းပေါ့ဇာတ်ဘုတ်အခုကောအနော်ထားသားဆိုလမင်းဘလောက်မှမစိုးစံပါဘူးတထောင်89ခုနှစ်ကနေတထောင်84အထိအဲ့မှာဇာတ်ဘုတ်ဆိုလမင်းကိုနိုင်ကြပြီးတော့ကျန်စစ်သားနန်းတက်တယ်ကျန်စစ်သားကိုဇာတ်ဘုတ်က ခုနှစ်အဝါထဲမှာကြောက်စာရထဲမှာဆိုရင်ဆရာတို့ကထိလိုက်မင်းလို့ခေါ်တယ်ထိလိုက်မင်းပြီးရင်ဆရာတို့ပထမစီသူအလောင်းစီသူတက်ပါတယ်ပြီးရင်ဆရာတို့နရသူခေါ်ကလကြမင်းတက်ပါတယ်ဆိုတော့အရှိအကောင်လေးကိုဆရာကမဖတ်ခင်မှာဒါလေးကိုသင်ပေးအောင်မယ်အရေးသားလေးရအမတန်မှအရေးကြီးတယ်အဖတ် อีบ่ဒီရအတန်တော့ကအီပါတို့မတ်စက်ခံနာပါကျတော့သူရဲ့အတန်ဒီအင်းဆိုတဲ့အတန်ထွက်ပါမယ်။နော်ဒါလီအီဖြစ်ပါတယ်။ ဒါဆိုရင်အိမ်ဖြစ်ပါတယ်။သူကစတတ်တဲ့မှာထွက်တဲ့အတွက်ကြောင့်မလို့အိမ်တော်ရှင်နော်နရသူခေါ်ကလကြမင်းဖြစ်ပါတယ်။ပြီးရင်ဇာတို့ပရမစီစီပြီးတော့ဒုတိယစီသူကနယပရိစီသူပြီးရင်ဇာတို့တချို့ကနရောင်းများမင်းလို့ဖတ်ပါတယ်။သူရဲ့ကြောက်စာအတိုင်းကြီးတော့နတောင်များပေါ့။ ठी လိုမင်းလို့ဖျားကိုတီးခဲ့တဲ့ ठी လိုမင်းလို့မင်းတရားကြီးဖြစ်ပါတယ်။ ပြီးရင်ကျတော့နေရစဉ်ကဥစ္စနာပြီးရင်ကျတော့ကျောက်စာထဲမှာတွေ့တဲ့ဝေါ်ဟာရကိုသူရေးထားတာပါဖတ်ရင်တော့ဆရာတို့ကလစွာတွေပါမဖတ်ပါဘူးကြစွာလို့ပဲဖတ်ပါမယ်ပြီးရင်ဆရာတို့ဥစ္စနာပြီးရင်ဆရာတို့မင်းရန်ပြီးရင်ဆရာတို့ဒါကြီးလည်းမဖတ်ပါဘူးဒီတိုင်းလေးပဲဖတ်ပါမယ်တယုတ်ပြင်းမင်းခေါ်ဆရာတို့နေရတိယပရိမင်းပြီးရင်ဆရာတို့ရွှေနိုင်ရှင်ခေါ်ကျော်စွာမင်းလူတွေခေါ်စွန့်နစ်ဆိုတော့ဒီနာလေးမှာရှိပါတယ် ဒီစွန်နစ်ကနော်ထောင်332ခုနှစ်မှာဆရာတို့ဒီပုဂံနိုင်ငံတော်ကြီးကိုလာပြီးတော့လာရောက်တိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ပုဂံနိုင်ငံတော်ကြီးဆရာတို့ပြတ်သုံးပြီးတော့ဗရင်သရစ်နိုင်ငံကြီးပေါ်ပေါက်လာတယ်။အဲဒီအခါမှာဆရာတို့ပင်ရနိုင်ငံတော်ကြီးပေါ်ပေါက်လာတဲ့အခါမှာစောနစ်ဟာပင်ရလက်အောက်ကမျိုးစားအနေနဲ့ပုဂံမျိုးကိုဆရာတို့မျိုးစားပုဂံမျိုးစားအနေနဲ့ဘရင်အဖြစ်ကနေဆရာတို့ဘာဖြစ်သွားလဲဆိုတော့နန်းကြပါ 1989မှာဇာတို့ဘယင်ဖြစ်တယ်မကြဘူးဇာတို့1312မှာဗကံမျိုးစားဖြစ်တယ်ပေါ့1312ကနေသူဘလောက်ထိမျိုးစားအနေနဲ့ဆက်ခံခဲ့လဲဆိုရင်နှစ်ပေါင်းဒီ10နှစ်ကျော်20ကျော်ကြာဦးသူအုပ်ချုပ်ခဲ့တယ်ပေါ့နော်ဒါကြောင့်တမိုင်းမှန်တန်ကျောက်သားကြီးအောက်သားရတွေ့ရတဲ့မင်းနေပေါ့ဆက်တွေ့ရနောက်တဲ့တမိုင်းကိုပြောမယ်ဆိုရင်အေဒီ900စုလောက်မှာဒီဇာတို့ မူလမြန်မာလူမျိုးတွေဟာမျိုးစွာကောင်းတဲ့ကြောက်စဲဒေသကိုဥဒောင်းဝင်ရောက်လာပြီးတော့ထုံမနှဘရှာတော့မင်းမူပေါ့အခုမကွေးတိုင်းဒေသကြီးမကူမင်းမူဒေသဘက်ကိုဝင်ရောက်လာတယ်။ဒါအောင်တကြောဆရာတော့ခရင်လို့ဖတ်တယ်။ခရင်လို့ဖတ်တယ်။ခရင်လို့ဘာလို့မရဘူးခရင်လို့ဖတ်စရာမလို့ cry နေ။ cry ငတ်တတန်နဲ့မထွက်ဘူးငတ်တတန်နဲ့ထွက်လို့ cry နေ။ဒါ cry လို့ပဲဖတ်လို့ရတယ်ခရိုင်ပေါ့ဆရာတော့အဖတ်ပေါ့ စတေးရသမဆရာတို့ခရိုင်နဲ့တိုက်ကိုကြော်ပြီးတော့နိုင်ငံဖြစ်အောင်တိဆောက်တယ်။ဆရာတို့စူးစီးပြီးတော့ဆရာတို့ဒေတာကိုမူလစူးစီးတဲ့ဒေတာကိုခရိုင်လို့ခေါ်တာပေါ့ခရိုင်ပေါ့အဲ့ရနေကြော်လုံပြီးတော့ချက်တွင်တဲ့ဒေတာကိုဆရာတို့မူလနေရာကနေချက်တွင်လိုက်တဲ့ဒေတာကိုတိုက်လို့ခေါ်တယ်။အဲ့ဒီခရိုင်နေတိုက်တွေကိုကြော်လုံပြီးတော့ဗကန်နိုင်ငံတော်ကြီးကိုဆရာတို့ဗကန်နိုင်ငံတော်ကြီးဖြစ်အောင်လုပ်တယ်။ဒါကြောင့်မလို့အနော်နာမင်းတရားကြီးကဗကန်ကို အုပ်ချုပ်ရေးဘုဌာနအဖြစ်ပြုလုပ်ပြီးတော့နိုင်ငံတော်ဖြစ်တည်ဆောက်ခဲ့တယ်ဒီတော့တော်မင်းလက်ကမှာဆရာတို့အုပ်ကဘုရားတွေကိုသွန်းလုံလှူဒန်းခဲ့တယ်မြန်မာနိုင်ငံတော်စီယုံတိုင်ပိုက်သောအရက်မှာအနိမ့်ရုပ်ကြအမိရှိသောအမိပါသောဘုရားဆရာတို့အုပ်ကဘုရားတွေကိုတွေ့ရတယ် အနိရောဓဒဇိတ်ခန့်တဲ့ရတဲ့အုတ်ွက်ပြားတွေကိုမြောက်ဘက်ရွှေလီမြင်ကမ်းမှာရှိတဲ့ငအိုရွာတကောင်းဗဂန်မေဒီရာမင်းမှုပြီးစတဲ့ကြောမှာတွေ့ရပြီးတော့ဆရာတော်အောက်ပြီးအောက်ရွာဖြစ်တဲ့တောင်ပံပိုင်းမှာဆရာတော်တွန်တေးပေါ့အခုရောင်တိုင်းနေတာကြီးတွန်တေးပြီးတနေ့တော်ကြီးတိုင်းနေတာကြီးဆရာတော်ဗိမျိုးတွေမှာတွေ့ရတယ်အောက်မြမာပြည်ကိုသိမ်းသွင်းပြီးတော့မွန်နုံနဲ့အဆက်တွေပုံမှန်များပြလာပြီးတော့မွန်နုံဓမ္မယဉ်ကျေးမှုအမြောက်အများကိုရရှိခဲ့တယ်ဒါအရောသမိုင်းရောက်ပြောမှရတော့မယ် ဒီဇာရောလော်လော်မင်းဒီကြီးဟာအောက်ကြီးအောက်ရောင်ကိုတိမ့်ပြီးတဲ့အခါမှာအဲတော့မှဇာရောတထုံမှာတထုံကမွန်နေပိုင်းကိုတထုံမှာဇာရောမွန်မနူရမနူဟာမင်းဒီကြီးစိုးစံတယ်ဒီဇာရောတထုံနဲ့ဇက်တွေရပြီးတော့ဒီတထုံမှာစိုးစံတဲ့မွန်ပင်ရင်ပြည့်နဲ့မနူဟာနဲ့ဇက်တွေရပြီးတော့ရှင်ရန်ပင့်ပဲရှင်ရန်နေတဲ့ဆင့်ဒီဇာရောဗကံကြီးတဲ့ကို ။အားရင်လည်းပိရိကသုံးဖို့ကိုတည်ဆောင်နေပေါ့။ဒါတော့သိရတယ်။မင်းဒါမင်းဇာတို့ပထမဆုံးပင်လယ်ထွက်ပေါက်ရပြီးတော့အိန္ဒိယတီယိုစတဲ့ဒေသတွေနဲ့ဆက်ဆံဝင်ရခဲ့တယ်။နောက်ဒါဇာတို့ဗကံမြို့ကိုဖြတ်ပြီးတော့တည်တဲ့အခါမှာနောက်ဆုံးကြံခဲ့တဲ့တရပါတကားပဲဖြစ်ပါတယ်။အဲ့ဒီတရပါတကားကရောက်ဘူးလို့ပြောပြတာပါ။ဒီတရပါတကားရဲ့ဒီဟာတွေကနှစ်ကုန်းနေဖြစ်ပါတယ်။နော် အန္တကုန်းလဲဆိုတာတော့ရှို့ထားမယ်ပေါ့ကိုယ့်ကိုဒါလေ့လာဖို့အတွက်ထားလိုက်မယ်ပေါ့နော်ဒါနှကုန်းနေဖြစ်ပါတယ်အဲ့ဒီနှကုန်းနေထားတာပါဒါတော့တရပါတကားဖြစ်ပါတယ်နော်ကျန်သူသားမင်းလက်ထဲမှာဆရာတို့ဆံမြောင်းကန်ချောင်းတွေကိုတူးပေါ်တယ်ပြိဋကတော်တွေကိုကူးယူနေတယ်ဗုဒ္ဓဂါရကိုတမန်တွေဆင်လွတ်တယ်တန်ဃာတော်တွေကြောင်စရှိတာတွေကိုပံ့ပိုးပေးတယ်ထောက်ပံ့ပေးတယ်ဆရာတို့ အင်းတော်ရှင်ကနေသူလက်ထက်မှာဆရာတို့တင်ယုံနဲ့မသိမမြတ်ဖြစ်ပြီးတော့ရှင်းပြတယ်ရှင်းပြပြီးတော့ဆရာတို့နာပရိစီသူလက်ထက်မှာတလင်ကျေခေါ်ဆရာတို့စံနဲ့အငူကိုသိမ့်ပိုင်နိုင်ပြီးတော့ဗကရဏယံတော်ကြီးဟာအရှင်းနဲ့နောက်ကုန်တဲ့ရေချောင်းလမ်းကိုစွန့်မှုနိုင်ခဲ့တယ်နော်တင်ယုံနဲ့ရှင်းပြတယ်ရှင်းပြပြီးတော့ဆရာတို့ရေချောင်းလမ်းကိုဆရာတို့စွန့်မှုနိုင်ခဲ့တယ် ဆရာတို့ကြောက်တော်မင်းလက်ထက်မှာဆရာတို့နိုင်ငံတော်စနစ်ကျသောအုပ်ချုပ်ရေးထူထောင်မှုအမိန့်ပြန်နှန်းတွေကိုထုတ်ပြန်ဆောင်ရွက်ခဲ့တယ်သာသနာ့ကိုမြေလူမှုတွေများတဲ့အတွက်ကြောင့်မလို့သာသနာမြေတိုးလျက်ရှိပြီးဘရင်ရဲ့ဘန်နာတွေစုံရှုံနေညော်နေတယ်ဘရင်ဗကဲနိုင်ငံတော်ကြီးဟာဆရာတို့ဘန်နာနဲပြီဆိုရင်ကာကွယ်ရေးအတွက်ဘလို့မှအဆင်မပြေတော့တဖေးဖေးနဲ့ကြာဆင်းတာလေဒါနောက်ကံတမိုင်းပေါ့ဆိုတော့ဒါကြောင့်မလို့ ဗကံမာဆရာတို့ရှင်ရသောဂေါဏဘုရားဆိုတာရှိပါတယ်ရှင်ရသောဂေါဏဆိုတာကအရင်တုန်းကတော့ဆရာတို့ဒီရှင်ရသောဂေါဏကမလုပ်လဲဆိုတော့ဖို့ထိုးတယ်ဖို့ထိုးရင်ဖို့ထိုးရင်လည်းဘုရားမကြတော့စိတ်ကညစ်တော့ညစ်လဲညစ်တော့ဘယင်ရလဲကူညီပေးတယ်ဒါတော့မသက်ရာဇဝင်တွေပေါ့ဘယင်ရလဲယော့ချဖို့အောင်ရင်ဖို့အောင်ပြီဆိုရင်ဆရာတို့ ဗရားသေသွားပြီဆိုရွှေဖြစ်ဗရားကိုသေအောင်ထိုးတာဗရားသေရင် ရွှေဖြစ်တယ်ဟုတ်ပြီနော်ဗရားသေရင်ရွှေဖြစ်တယ်ဆိုတော့ဗရားကိုသေအောင်ထိုးတာဗရားမသေနိုင်အာရွှေတွေစားတယ်ရွှေတွေတပုံပြီးတပုံဘယင်းကဘလောက်နေတော်ဟာဖြစ်လဲဆိုရင်ဗန္နာရရုပ်ဖွင့်ပြီးတော့လဲနေနေတော်ရွှေတွေကိုလွတ်ပြီးတော့လွတ်ပေးတာလွတ်ဖုံ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 ပြာဒီဗရားသာရပြီဆိုရင်ရွှေဖြစ်ပြီလောက်တာ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 နောက်ဆုံး ဒီဘရာလုံးရပြီဆိုပြီးတော့ဘယင်ကိုပြောတော့ဘယင်ကကြွလာတာပေါ့ဒါနဲ့ခတ်တာကဘရာကမအောင်သေးဘူးအစ်င့်တစ်င့်ကြံသေးတယ်ကြံသေးတော့ဘယင်ကတင်းတာပေါ့ဘရာအောင်လဲဆိုလို့သူကရောက်လာတာဒီရောက်တော့ဘရာကဘာမှလုံးလို့မရဘူးလုံးလို့လည်းမရလည်းမရဟောဒီတော့လှုပ်ရှုပ်တဲ့ဘုံကြီးဆိုပြီးတော့မျက်လုံးနှလုံးဖိုးပေါက်တော့ကံသူကလည်းဖိုးလဲထိုးကျင်နေမရှိတော့မျက်လုံးနှလုံးလည်းကံလည်းကံရှင်ရသာခေါနာလို့အမိမတွင်သေးဘူး အဲ့ဒီကောင်အဲ့ဒီပုံရစိတ်ညစ်ပြီးတော့ကိုရင်တပောက်ကတော့တော်တော်ရှုပ်တယ်ဆရာတို့ဓာတ်လုံးတော့လွတ်ပြလိုက်ချမ်းကွာဆိုပြီးတော့လွတ်လဲလွတ်ပြလိုက်ကောအဲ့ဒီအင်ရာကျွင်းနဲ့မင်းလာကျွင်းနဲ့ကို ကြောက်သွားတဲ့ဓာတ်လုံးဟာအခုဆရာတို့အခေါ်ပါမာဂျူရီမီဆယ်လုံး15လုံးလောက်ထွန်းတယ်လို့အဲ့ဒီအင်နာတစ်ခုလုံးဖြာထွက်သွားတယ်။သူကမျက်စိမှမမြင်ရတာ။အဲ့ဒီကိုရင်လေးကလာပြီးတော့ပြောတယ်အရှင်ဘုရားအရှင်ဘုရားအင်နာထဲမှာမီးတွေလင်းနေတယ်။ဟာ အေးတော့ကြည်စမ်းတော့ကြည်စမ်းဆိုပြီးတော့အဲ့ဒီခုနပြစ်လိုက်တဲ့ကုဋီပေါ့အခုခေါ်ကုဋီဆရာတို့အရင်ခေါ်ကုဋီပေါ့အခုလည်းကုဋီလိုပဲခေါ်ပါအဲ့ဒီကုဋီတိုင်းတွင်းထဲကနေဆရာတို့အိမ်သာခွက်ထဲကနေရောင်းနေဖြားတာပေါ့ဖြားလဲဖြားရောအမဟာအောင်မီသူကဘာလဲဆိုတော့ရေးထားတာကဆရာတို့ဒီဓလုံးကိုမစင်ရင်နဲ့စိတ်မှဓလုံးကအောင်မယ်ပေါ့ အဲ့ဒါကိုသူကစာရီကပြက်နေတော့သူ့ရဲ့မူချမ်းထဲမှာမစင်ရီဆိုတာကိုသူကမမြင်မဲနဲ့အချင်းရီဆိုပြီးတော့သူကတံမြာသီးတွေပို့လျှောက်သီးတွေပို့တော့အစင်းကမပြေဘူးအဲ့ဒီကောင်ကမစင်ရီနဲ့ထိလိုက်တော့မှဓာတ်လုံးကအောင်ပြီးတော့အဲ့ဒီပကန်းနဲ့အဲ့ဒီမှာဓာတ်လုံးအောင်သွားပြီပေါ့အဲ့ဒီကိစ္စမရောက်သေးဘူးဓာတ်လုံးအောင်သွားပြီဓာတ်လုံးအောင်သွားဓာတ်လုံးယူဟာဓာတ်လုံးအောင်ရင်တော့မဖြစ်ပြီလေပြီးပြီငါတော့ပောက်ပြီပေါ့ထွက်ရပောက်ပြီအဲ့ဒါနဲ့သွားမင်း ဟေးကောင်မင်းမနဲ့ဈေးမွေးပြီဆိုရင်သူကဈေးတွေကိုပြင်းစမ်းမင်းငါ့အတွက်မျိုးလုံးနှလုံးသွားဝယ်စမ်းဆိုတော့သူကနွားမျိုးလုံးနှလုံးဖြစ်ဖြစ်စိတ်မျိုးလုံးဖြစ်နှလုံးဖြစ်ဖြစ်သွားဝယ်ခိုင်းတာသူမျိုးလုံးကတက်ဖို့ပေါ့အဲ့ဒါနဲ့သွားလဲသွားဝယ်နွားမျိုးလုံးလည်းတစ်လုံးပဲရတယ်ဇုံမီယာကိုစိတ်မျိုးလုံးလည်းတစ်လုံးပဲရတယ်ဇုံမီယာကိုဒါရောက်လို့ရှိတဲ့မျိုးလုံးတက်မယ်ကွာငါ့ဘယင်ကိုငါပြန်ကူညီရမယ်ဆိုပြီးတော့ဒီဘက်ကိုဆရာတို့နွားမျိုးလုံးဆွတ်တယ်ဒီဘက်ကိုစိတ်မျိုးလုံးဆွတ်တယ်ဆွတ်တယ်ဆိုတာခုနကဗရာလုံးရဲ့တကိုးတော်ကြောင့် ီမျက်လုံးနှလုံးစလုံးဟာဒီဘက်ကနောမျက်လုံးဒီဘက်ကစိတ်မျက်လုံးဆိုတော့အဇဆိုတာပါဠိလိုစိတ်ခေါဏဆိုတာပါဠိလိုနောရှင်အဇခေါဏဆိုပြီးတော့တွေ့ပါတယ်ရွှေမိုးငွေမိုးရွာသုံးဖြိုးပါတယ်เนาะဒါကြောင့်မလို့မုံစုံမတော်မှဆရာတို့ဖျားတီနိုင်တဲ့အတွက်ဖျားတီနိုင်ခဲ့တာဟာဆရာတို့ရှင်အဇခေါဏမတာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဆရာတို့တမင်းမင်းနဲ့ဒီဘယင်းနေရာ နော်လှူတာတန်းတာတွေအရန်များလာတော့ဒီကနေရတဲ့နော်ဆရာတို့ဘရင်ရဲ့ဘန္နာတော်တွေဟာဆုံးရှုံးရင်ဆုံးရှုံးရင်နဲ့ကာကွယ်ရေးကိုမလုပ်နိုင်တော့ဘူးအဲ့ဒီခါမှာနောက်ဆုံးဗကန်နိုင်ငံတော်ကြီးဟာချသောဒေသက နော်ရှမ်းပြည်တော်သုံးဦးတို့လာပြီးတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ဗကန်ဒေသကြီးပြတ်ဆုံးခဲ့ရပါတယ်။ဒါဆိုရင်ဆရာတို့နောက်ဗီဒီယိုဖိုင်မှာဗကန်ခေတ်စီးပွားရေးအကြောင်းကိုသင်ကြားပေးပါမယ်။ဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။